ကိုချင်းတရားဆိုဒီမှာလူပေါင်ထဲမှာအသက်ရှင်နေထိုင်သူတိုင်းအတွက်အရေးကြီးဆုံးအရာတစ်ခုကကိုချင်းတရားပါပဲအဲ့ဒီဟာကမိမိတူရဲ့အတွက်တာမကမိမိရှိမှရှိတဲ့မိသားစုမိတ်ဆွေလူမှုပေါင်းအတွက်ပါအကျိုးရှိတယ်ကိုချင်းတရားဆိုတာကောင်းမှုအပေါ်အခြေခံပြီးမကောင်းမှုတွေကိုရှောင်ကျဉ်နိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်ယနေ့ခေတ်မှာလူအတိုင်းဝိုင်းမှာမတော်တဆဖြစ်ပေါ်နေတဲ့ပြဿနာတွေဆုံးရှုံးမှုတွေစကားမတက်မှုတွေညှဉ်းခုံမှုတွေဟာကိုချင်းတရားနဲ့ချင်းကြောင့်ဖြစ်တတ်ပါတယ် ကိုချင်းတရားရှိတဲ့သူဆိုတာကမိမိအတွက်မကောင်းတာကိုမလုပ်တလို့တခြားသူတွေကိုလည်းနာကျင်စေမဲ့အပြုမူတွေမပြုဘဲစူးစားပြီးလှုပ်ဆောင်တတ်သူဖြစ်ပါတယ်။မိဘကိုလေးစားတတ်ခြင်း၊ဆရာဆရာမကိုလူတည်လေးစားတတ်ခြင်း၊တငယ်ချင်းအပေါင်းအပါးနဲ့အပြန်အလှန်လေးစားတတ်ခြင်းဟာလည်းကိုချင်းတရားအတွင်းပါဝင်ပါတယ်။ နောက်ဆုံးအနေနဲ့ကိုကျင့်တရားရှိခြင်းဟာလူတယောက်တမိုးရှိသူဖြစ်လာဖို့အခြေခံရာမြေတည်တတ်တဲ့ပညာရှိခြင်းထက်ကျင့်ဝတ်ရှိခြင်းကပိုမိုလေးနက်ပြီးအကျိုးရှိတာပါပဲမိမိကိုယ်ကိုမေ့ကြည့်ပါကျွန်တော်ကျမမှာကိုကျင့်တရားရှိလားလို့အဲ့ဒီမေကွန်းကမိမိဘဝကိုပြန်စဉ်းစားစေမဲ့တတ်တန်းရှိမေကွန်းဖြစ်လိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါစို့